ြည်နေတဲ့ပါဇက်ပါပြေတော့လောက်ချက်ပြတော့ငေုတ်တီချက်ချက်ပြတော့မယ်တက်တုံဖြူအေးကြီးဘလို့ချွတ်လဲဒီမာဒီလို့ချွတ်တယ်ယူသားစော်ပြည့်ထူလိုက်ပါချိန်စစ်ထဲမှာပြစ်ချပါယောချိန်တောင်မပြပဲချိန်ပြီးသားကိုပဲပြလိုက်မယ်ဒီမာဒီလိုမျိုးလေးနော်ငါနဲ့စတဲ့ငေုတ်တီကိုအကြီးရိုင်းနဲ့စတဲ့ချိန်ဆက်လီနဲ့ချိန်ပြလိုက်မယ်မှန်ဒီပုံစံတိုင်းဆိုရပါပြီထိထားတဲ့ချက်တုံဖြူမှာရေလောင်းပြီးကစားမယ်ဘာကြောင့်ကစားတာလဲဆိုရင် ျွန်တော်ငငယ်တုန်းကမကစားရလို့ပါတင်းညစ်ပြီးကစားရတာကိုသဘောကျတယ်ချက်သွန်ဖြူကတော့အညစ်ခံလိုက်ရပြီတောက်ပါနေတဲ့အိုးတလုံးမှစီလောင်းမယ်ငါဆက်စလောက်ခံထိတာတဲ့ချက်သွန်ဖြူကတော့တဝက်ချော်ချော်လောက်ပဲထည့်ပြီးလိုက်ပါဟိုကစားမယ်ဒီကစားမယ်တိတ်ခံထိတာတဲ့ငှက်ုပ်တီးကိုလည်းထဲချမယ်ဒီကိုအိမ်စုံမွေးအောင်လဲလုပ်လို့ရပါတယ်အဲ့ဒါကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပဲတင်ပြတော့မယ်ဗျဒီတတိလေးနဲ့ပဲဟိုကစားဒီကစားလှောက်ထားမယ်။ယုတ်တီနဲ့ချက်သွင်ဖြူတဝက်လောက်ကျက်လာပြီဆိုရင်ဘာမှမစင်းစားတော့ပဲအရသာစက်ခက်မယ်။ ချက်သားမုတ်စာဟင်းစုံမုတ်အရက်အဖြူပဲငင်းပြဲကျဲခယူးစီတစုံလောက်ထည့်ပေးလိုက်ပါကျွန်တော်ထည့်လိုက်တဲ့အပိုက်လေးကပြတ်သွားလို့ပဲဖြစ်ပါတယ်ဗျမြေအတီးနဲ့ချက်သူမျိုး80ရာခိုင်နှုန်းချက်လာပြီဆိုရင်ဆွဆွားပုံနေတဲ့ချက်သူမျိုးကိုလည်းထည့်ချလိုက်မယ်နောက်ထပ်9မိနစ်လောက်မီးတိတိလေးနဲ့ချက်ပေးလိုက်မယ်ဆိုရင်တော့ခမင်းနဲ့တွေ့လို့ရပါပြီဗျခုချင်းမှာတော့ဝတ်တုတ်အာရပါရတွေ့နေပါပြီခမင်းနဲ့လည်းနေစားလို့ရမယ်ဖောက်ဆွဲနဲ့လည်းနေစားလို့ရမယ်ပြရတာတော့ဘုံဘုံမမ